こんにちは。あらめみんがば。ဒီဗီဒီယိုလေးမှာကဒီ Anthurid Moonlight စနစ်မှာလာတဲ့တိုဂိုရီခိုင်ပေါ့နော်။အဲ့ဒီပုံစံလေးမှာတကယ်လို့စာပိုက်၃ပိုက်ပေါ့နော်။ဒီပုံစံပုံစံမျိုးစာပိုက်၃ပိုက်ဒါကလေးကဟိုလိုမေးလို့ပို့တဲ့ပုံစံမျိုးပေါ့နော်။မေး၃ဆောင်ပို့တဲ့ပုံစံမျိုးပါ။စာပိုက်၃ပိုက်ပေးခဲ့လို့ရှိရင်ဘယ်လိုဖြေရမလဲဆိုတာကိုသိစေချင်လို့ဒါလေးကိုဒီဒီပုံစံလေးကိုရွေးထားရခြင်းဖြစ်ပါတယ်။ဒီစာပိုက်လေးက Shinkansen Master တို့ခိုင်စာအုပ်ထေက ကောက်ထုတ်ထားတဲ့စာပိုက်လေးဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီမှာ A ဆိုပြီးတော့မှစာပိုက်ဒီ menu တစ်ခုပြီးတော့ဒီ B ဆိုပြီးတော့မှတစ်ခုဒီလို C ဆိုပြီးတော့မှတစ်ခုဖြစ်ပါတယ်၃ခုပေါ့နော်စာပိုက်နဲ့ဆို၃ပိုက်ပါဒါဆိုရင်ဒါလေးကိုဖြည့်မယ်ဆိုရင်လည်းကျမတို့ထုံးစံတိုင်းမိကုန်းကိုဖတ်ထားရမယ်ပေါ့နော်ဒါဆိုရင်နံပါတ်၁ရဲ့မိကုန်းကယမရဆန်တော့ဆိုင်းကင်းတော့ယောဆိုကစုကင်းတော့ဥချိတို့ရီကယမရဆန်ရဲ့ လက်တလောအခုကျွန်တော်အချင်းနေကအောက်ကထေးကဘေးဟာလေတဲ့ဆိုရင်ဒီမှာသူကရမလာဆန်ကိုမေးသွားတယ်မေးလို့ဆိုမှတော့ပို့တဲ့သူရဲ့စာလက်ခံတဲ့သူရဲ့နှစ်ယောက်ရှိမယ်ပေါ့နော်အဲ့ဆိုရင်မေးကမှဘသူအကြောင်းမေးရလဲစာရေးတဲ့သူရဲ့အကြောင်းမေးရလားဒါမှမဟုတ်ရင်စာလက်ခံတဲ့သူအကြောင်းမေးရလားအဲ့ဒါကိုကျွန်တော်တို့ကမေးကဖတ်တဲ့အချိန်မှာဒါလေးကိုရှင်းရှင်းလင်းသိအောင်ဖတ်ထားတင်ပါတယ်ဒါဆိုရင်နံပါတ်1မှာဆိုရင်တော့ရမလာဆန်အကြောင်းမေးရပေါ့နော်ဒါဆိုရင်နံပါတ်အောက်မှာကကျွန်တော်မာရီယာဆန်ကစရုခုတ်တော်ကနိုင်နေကားတယ်မာရီယာဆန်လောက်ရမှာကဘာလဲတဲ့အဲ့ဆိုရင်အောက်ကဟာကျတော့မာရီယာဆန်အကြောင်းမေးရပါတော့เนาะဒါဆိုရင် 이고답하지미에서인캠메예두가야마라데스에서인예레두가자로야마라산보노다스인아보가디문나이완가자로예레야마라산아짱미레아우가자로마리아산아짱미레보노사기락칸네두아짱미에서인파미스인가마리아산お久しぶりです。元気ですか新しい会社に入って3ヶ月ですね。仕事にはもうなりましたが。 မာရီယာဆန်ရေတဲ့မတွေ့ရတာကြာပြီနော်နေကောင်းလားတဲ့အလုတ်အစ်စ်မှာဝင်တာ3လရှိပြီနော်တဲ့အလုတ်မှာနေသားကြပြီလားတဲ့ဒါဆိုရင်ဒီမှာအလုတ်အစ်စ်မှာဝင်တာ3လရှိပြီနော်ဆိုတာကဘာတူလဲဆိုတော့မာရီယာဆန်ဖြစ်ပါတယ်မာရီယာဆန်ကအလုတ်အစ်စ်မှာဝင်တာပေါ့နော်3လရှိပြီနော်အလုတ်မှာနေသားကြပြီလားဆိုရင်ဘိုကူမိုဘိုကူမိုဆိုတာကဘာတူပြောရလဲဆိုတော့စာရေးနေတဲ့သူယမာရာဆန်ပေါ့နော်ယမာရာဆန်ကိုပြောတာပါဘိုကူမို 僕もこの4月から新しい部署に配属されました。この、そのレベルでリラバイマーを、新しい部署すらが、タナティップの、タナアティックタウン、配属すらが、タウンレイ、アティスル、チェンジャロ、タウンレイ、アチェン、関係アやル、で、それういう、がでリラバイマー、タナアティコ、タウン、レイ、アチェン、関係アやばル、前の仕事は、テスク、ワンクばかりで、一時はやめようかと思ったほどでしたが、 今はお客さんと話す機会も多く、とてもやりがいがあります。お客さんとのやりとりは緊張しますかこちらの仕事の方が僕には合っているような気がします。そういえ、ピケレアロ。ビゲレアロスラが、ブルミューレスラとは、たび、シンピアとは、ビゲレアロマスインが、テスクワンゴスラが、タイマベロミアロ、ノディドスインガイソレティロ、ゴミラトミタイマベロミアロ、ピケラタモロ、テチマロマ、ロナメソビロマ。トゥイヤロテ、ティピケベメレ、ーアクガロ、ティマ、イマ。 ခုကတော့တဲ့ဒီဣတိရီနဲ့စကားပြောရတဲ့အခုရေးရည်လည်းအများကြီးရှိတာကြောင့်မလို့အရန်ကိုယာတိကင်ကအရုဆိုတာကအရန်ကိုလောက်ရကျိုးနဲ့တယ်ပေါ့လောက်ရကျိုးနဲ့နေခဲ့ပါပြီပေါ့ဒီဣတိရီနဲ့စကားပြောတဲ့အချိန်မှာယာတိတော်ရီဆိုတာကဒီလိုအပေအယူစကားပြောတဲ့အချိန်မှာကတဲ့ King Choshi Mas ကဆိုတာကဒီစိတ်ပူတယ်ပေါ့နော်ဒီစိတ်လှရှားပေမဲ့လေတဲ့ဒီအလုတ်ကပို့ပြီးတော့မှကျွန်တော်နဲ့ကိုက်ညီတယ်လို့ စိတ်ထဲမှာထင်ပါတယ်။ဒါဆိုရင်ပြီးခဲ့တဲ့အလုတ်ကသူကဒီထိုင်မှပဲလုံနေရတဲ့အတွက်ကြောင့်မလို့တစ်ချိန်မှာအလုတ်နားမယ်လို့တွေးခဲ့တယ်။အခုအလုတ်ကသူ့အတွက်ယာရီကိုင်ဖြစ်နေပြီပေါ့နော်။အီမာကဒီမှာပေါ့နော်သူတင်မယာရီကိုင်ကအာရီမတ်ပေါ့နော်ဒီအရန်ကိုလောက်ရကျွတ်နေတဲ့အလုတ်ဖြစ်နေပြီဆိုတော့ဒီစာပိုက်ကိုဖတ်ချင်းအပြင်ရမရဆိုင်ရဲ့ရောစုကိုဖြေလို့ရနေပြီပေါ့နော်ရမရဆိုင်ကမလုပ်နေရလဲအခုတလောဒီဌာနခွဲအတိကိုပြောင်းရွှေ့ခြင်းခံနေရတယ်တာဝန်လွှဲအပ်ခြင်းခံခဲ့ရတယ်ဒီအလုတ်ကသူ့အတွက်အရန်ကိုယာရီကိုင်ဖြစ်ဖြစ်တဲ့အလုတ်ဖြစ်နေတယ်ပေါ့နော်သူနဲ့ပို့ပြီးတော့လဲ ကန့်ညီတယ်လို့ခန်းစားနေရတယ်ပေါ့အဲဆိုရင်နံပါတ်ဝန်တိုင်းဝိုင်းရဲ့အဖြေကိုကျွန်တော်တို့တော့ဖြစ်လို့ရပြီပေါ့နော်ဒါဆိုရင်ရမရဆိုင်ရဲ့အခုတော့လက်တတော်အခြေအနေကဘာလဲပေါ့အတရာရှိခန်းရှာနီဥစ္စတဒီကုမ္ပဏီအစ်တစ်ကိုပြောင်းရွှေ့ခဲ့ပါလေတဲ့ကုမ္ပဏီအစ်တစ်ကိုပြောင်းရွှေ့ခဲ့တာမဟုတ်ဘူးဌာနခွဲအဲ့ကုမ္ပဏီကအဲ့ကုမ္ပဏီပဲဌာနခွဲအစ်တစ်ကိုတာဝန်လွှဲအပ်ခြင်းခံခဲ့ရတာအဲ့ဒါကြောင့်မလို့နံပါတ်၁ကဒီမှာကုမ္ပဏီအစ်တစ်ဆိုတဲ့အတွက်ကြောင့်မှာတော့ရချင်းဖြစ်တဲ့ကုမ္ပဏီအစ်တစ်မဟုတ်ဘူးပေါ့နော်အိမမတ်တေတို့ ownership ကိုတို့ဝစ်တေးလို့အခုအချိန်အထိတူညီတဲ့အလုပ်ကိုပဲလုပ်နေတယ်ကုမ္ပဏီပဲတူတာ ီလုံနေတဲ့အလုတ်ကမတူတော့ဘူးသူနဲ့တူနေတဲ့အလုတ်ပဲလုံနေတယ်ဆိုတဲ့အတွက်ကြောင့်မလို့ owner ကြီးရှိခိုးတူဒေဝ9ပေါ့နော်အဆိုရင်နံပါတ်1လဲမတဲ့အချင်းဖြစ်တယ်နံပါတ်3ကကြတော့ owner ကြီးခိုင်ရှန်တော့အတာရရှိဘူးရှော်နီဥစ္စတာဒီတူညီတဲ့ဂုံမဏီမှာပဲ ိုနော်အတာရာရှိဘူးရှော့ဌာနခွဲအတိကိုဥစ္စတာပြောင်းရွှေ့ခဲ့ပါတယ်ဌာနခွဲအတိကိုပြောင်းရွှေ့ခဲ့ပါတယ်တဲ့တူညီတဲ့ကုမ္ပဏီမှာပဲဌာနခွဲအတိကိုပြောင်းရွှေ့ခဲ့ပါတယ်ဌာနအတိကိုပြောင်းရွှေ့ခဲ့ပါတယ်တဲ့အပေါ်မှာလဲသူကဒီမှာကျတော့ဥစ္စတာနဲ့တွဲတုံးပြီးတော့မှအပေါ်မှာကျတော့ high school စာရေးတာပေါ့နော်တာဝန်လွေအပ်ခြင်းခံခဲ့ရပါတယ်ဆိုပြီးပြောသွားတယ်အဲ့ဒါကြောင့်မလို့ဒီလိုဥစ္စတာနဲ့ဒီမှာကျတော့ဖမ်းသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့စံပန်ကတူညီတဲ့ကုမ္ပဏီမှာပဲသူကဒီဌာနခွဲအတိကိုတာဝန်လွေအပ်ခြင်းခံခဲ့ရတယ်ပြောင်းရွှေ့ ခဲ့တယ်အဲဒါကြောင့်မို့လို့နံပါတ်3ကဖြစ်မှန်ဖြစ်သွားခြင်းဖြစ်တယ်ဒါဆိုရင်နံပါတ်2ကဘာလို့မလဲအတာရာရှိပူရှင်နီအိုစတာကရမယောတူမသိလို့တဲ့ဒီခနာခွဲအစ်ကိုပြောင်းရွှေ့ခဲ့ပေမဲ့လည်းအလုံနာမေးလို့တွေးနေပါလေအလုံနာမေးလို့တွေးခဲ့တာကသူကအရင်အလုံမှာအရင်အလုံမှာသူထိုင်မှပဲလုံနေရတာကြောင့်မို့လို့တစ်ချိန်မှာတော့ငါအလုံနာမေးလို့တွေးခဲ့ဖို့ပေမဲ့လည်းအခုအလုံမှာတော့သူအရန်ကိုလောက်ရသူနဲ့နေတဲ့အလုံဖြစ်နေပြီအဲဒါကြောင့်မို့လို့သူက အရှိပိုင်းကပေါ့နော်ဒီဌာနခွဲတဲ့ကိုပြောင်းရွှေ့ခဲ့တာတော့မှန်ပဲလေဒါပေမဲ့ကဆိုပြီးပြင်ရင်းထားတယ်ပေါ့နော်ပြောင်းရွှေ့ခဲ့ပေမဲ့လည်းရက်နာမယ်လို့တွေးနေပါတယ်အခုအချိန်မှာသူရက်နာမယ်လို့တွေးနေတာဟုတ်ဘူးအဲကြောင့်မလို့နံပါတ်၄ကမသွားရချင်းဖြစ်ပါတယ်ကျမတို့အောက်ဆာဘိုက်ကိုပြန်ပြီးတော့မှဖတ်ကြည့်မယ်ဆိုရင်ဆက်တက်ရန်ရှူနာနိုဒက်စ်ကဆိုချီရာနီအီရှူကန်ရှူချာစရုကိုတိုနီနာရီမရှိတာပေါ့နော်ဆက်တက်ဂေးတခုလိုဒီနေတူပါတယ်ဆက်တက်စကားမဆက် ကယ်ပြောရအောင်မင်းပေါ့အခု तू 17ဆိုတဲ့တော့မှာ तू อ่ะဘာကြောင့်မေးလို့ပို့တာလဲဆိုတော့အကြောင်းပြချက်လာတော့မယ်ပေါ့နော်အဲ့အကြောင်းလေးလာတော့မယ် तू မေးလို့ပို့ရတယ်အကြောင်းရင်းပေါ့နော်ဆက်တယ်ကယ်ပေါ့နော်စကားမဆက်နောက်အပတ်မှာဆိုရင်ဖြင့်အဲ့ဘက်ကိုတပတ်လောက်အလုံးနဲ့ခရီးထွက်ဖို့ဖြစ်လာခဲ့ပါတယ်ပေါ့မကူယောဘီခခင်ယောဘီနော်ယောရုခြေခင်ကတိုရဲမဆန်ကတို့ချလာတဲ့မခမိုင်းမဆန်တဲ့ဒီမကူယောဘီပဲဖြစ်ဖြစ်တောက်ကြနေပေါ့နော်ခင်ယောဘီတတာပတိနေပဲဖြစ်ဖြစ်တောက်ကြနေပဲဖြစ်ဖြစ်ညအချိန် အချိန်ယူပေးလို့ရမလားတဲ့ဘေးအချိန်မဖြစ်ကိစ္စမရှိပါဘူးတဲ့မရှိရောက်ခဲ့တယ်ဗျရှကုတိတဲ့မို့တော့ですか久しぶりにいろいろ話ししましょうဗောနော်ဒီအကေ၍ရမယ်ဆိုရင်တော့ဗောနော်တမင်းတူစားကြမလားဗောဒီညနေစားအတူစားကြမလားမတွေ့ရတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့စကားရည်လည်းအများကြီးပြောကြမေးလေဗောဒေဝစုကောဗောရှိလာစေတေကူလာဆိုင်ဒါဆိုရင်တော့ဒီအခြေအနေလေးကိုအကြောင်းကြားပေးပါနော်တဲ့ဒါဆိုရင် なとこびまぱじめそうにいるとは山田さんべマリアさんごめんごのマリアさん早速のお返事ありがとうございますでは木曜日にしましょうマリアさんに早速チェチェンべ ကြောင်းပြန်ပေးတဲ့အတွက်ကျေးဇူးပါနော်ဒီဆက်စခုကကြတော့ကျွန်မတင်ထားတဲ့ဒီတရက်ကို app app စေလုံးကြက်ကြမယ်ဆိုတော့စေလုံးစေလုံးတင်ပေးတဲ့ app app တွေချင်မှာပါတယ်ပေါ့နော်အဲ့ဒီ app app တွေကိုလည်းကြက်စေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ app app တွေကတကယ်တကယ်ဒီလိုမျိုး reading မာတွေအများကြီးပါလာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့တရက်ကိုစေလုံးစေလုံးဖတ်သွားမယ်ဆိုရင်ဒီဆောင်ရွက်ပွဲနီးခိုင်နေဆိုရင်တော့အများကြီးရနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒါလေးလည်းကြက်စေချင်ပါတယ်ကြက်စေချင်တဲ့အတွက်ကြောင့်မို့လို့တရက်ကိုစေလုံးစေလုံးလေးပဲတင်ထားပေးတာပါဒါဆိုရင်ချက်ချင်းပေါ့နော်အတောင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့မကူရောပြီးနေရှိမှာရှော့တဲ့အဲ့ဆိုရင်တော့ ဒီကြာတာပတိနေမှာလောက်ကြမယ်နော်တဲ့ဒါဆိုရင်ဒီမှာ point ပေါ့နော်သူတို့ဘေးရက်မှာလောက်ပါလေပေါ့ဒါလေးကိုတစ်ချက် message ချင်ပါတယ်ပေါ့နော်သူတို့လုံမယ်ရက်မကူရောက်ပြီမှာလောက်တော့မယ်သူတို့ကမကူရောက်ပြီမှာတွေးကြမယ်မာရီယာဆန်ကမကူရောက်ပြီဆိုတော့အားတယ်ဘာညာဆိုပြီးပြန်ပို့လိုက်တာနေမှာပေါ့အဲ့ဒီမာရီယာမာရီဆန်ကချက်ချင်းအကြောင်းပြန်ပေးလို့ကျေးဇူးတင်ပါတယ်နော်ဒါဆိုရင်တော့ကျမတို့တွေကြာတာပတိနေတွေးကြမယ်နော်ပေါ့လောက်ကြမယ်နော်ပေါ့အားကြောင့်မကူရောက်ပြီမှာသူတို့ကတွေးမယ်ဆိုတာကိုဒီမှာတစ်ချက်မှတ်ထားမယ်ပြီးတော့ဖတ်ကြည့်မယ်ဆိုရင် Ethan Maria San to Ishoni Ita Restaurant あーローローでいいですか美味しかったので、またぜひ行きたいと思っていました。愛人があれ、毎朝ね、ドドアケーディ、サダオサイボの、あーローロー、サダオサイが高のなあれ、あやんをサダオキラジャンもローの、あやだしげだジャンもロー、なおて、せっせとあーろ、といにいけばでーれ。17時45分くらい、レストランで会いましょう。予約しておきます。ディ、 19နာရီဆိုတော့9နာရီပေါ့နော်ညနေ9နာရီ45မိနစ်လောက်မှာဒီစက်တော့ဆိုင်မှာတွေ့ကြမလားတဲ့ရုပ်ရခုလုတ်ထားလိုက်ပြီလေတူကအဲ့လိုပြန်ပြောလဲပေါ့နော်အစရင်တို့ကဒီမှာမကူရောပြီးမှာသွားမယ်ပြီးကြတော့ဘေးရစတောထဲမှာသွားမယ်လေဆိုတော့ဒီအာရိုရိုဆိုတဲ့ရစတောထဲကိုသွားမယ်ဆိုပြီးတော့နံပါတ်ဘီမှာတိထားရမယ်ပေါ့နော်ဒီနံပါတ်ဘီစာပိုက်မှာအဲ့ဆိုရင်နံပါတ်စီကိုဆက်ဖတ်မယ်အဲ့ဆိုရင်နံပါတ်စီမှာဘာပြောမလဲပေါ့နော်အစရင်ဒီမှာလေးရေးတဲ့သူကရမလာဆန်ပဲမာရီယာဆန်ကိုပို့မယ်ပေါ့နော်မာရီယာဆန်ရစတောရန်နီတန်ဝါဝါရှိမစတာကရုပ်ရခုကအပိုက်တဲ့ 取れませんでした。最近の東京のことはよく知らないので、どこがいいレストランを予約してもらってもいいですかでよろしくお願いします。マリアさん、え、で、佐藤さんがポセティブメレ、ボケニアピニアジャロ、ミジュナイバブーアクトロ、東京ミューエ、チニカ、ブルレスラムティナジャロ、ベニアカカウネレストラン、タニアカバノ、カウネレストランボノ、佐藤さんマーレ、ボケユタピロ、ヤマラレ、アソエンディマトワ、ヨチナカロ、マリアさんが、 ကောင်းတဲ့စားတော့ဆိုင်ကိုရှာပြီးတော့မှ okay ယူထားဆေးချင်တယ်ပေါ့နော်အဲ့ဆိုရင်တို့ခုနတော့ကနံပါတ်ဒီ B စာပိုက်မှာဒီရမဆန်ကဒီ restaurant Arulo restaurant ကိုသူကဖုန်းဆက်ခဲ့ပေမဲ့လေဒီ booking မရဘူးဟုတ်တယ်နော်အဲ့ဆိုရင်တော့ဒီဒီမှာမတွားတော့ဘူးတို့ကဒီမှာမတွားတော့ဘူးအမချစ်လိုက်မယ်မတွားတော့ဘူးတွားမှာတို့ရက်တွားမှာကမကူရောပြီးရက်မှာတွားမယ်ပေါ့နော်ရက်ကမကူရောပြီးတွားမယ် ။အဲဆိုရင်ဒီမှာနံပါတ်7မှာကျတော့မာရီယာဆန်ကဘာလုပ်ရမှာလဲဆိုတော့ဒီကောင်းတဲ့စတောက်ဆိုင်မှာရုပ်ရခုလုပ်ထားရမယ်ပေါ့နော်။ဒါဆိုရင်ဒီမွန်တိုင်းနီရဲ့အဖြစ်ကိုတော့ဖြည့်ကြည့်မယ်ဆိုရင်မာရီယာဆန်ကဆုရုကတော်နာနီကမာရီယာဆန်လောက်ရမယ့်အရာကဘာလဲပေါ့မကူရောပြီးတော့ဂျူးရှိချီချီယွန်ဂျူကောဖုန်ကောရိုအာရိုရိုနီအီခူလေဒီမကူရောပြီးဇာတပတိနီရဲ့9:45မိနစ်လောက်မှာအာရိုရိုကိုသွားမြည်တဲ့ဒါဆိုရင်ဒီမှာသူကပေါ့နော် ဒီအရိုးရိုးမှာ तू ကရိုးရခုယမရဆာရိုးရခုလုတ်ခဲ့ပေမဲ့လေရိုးရခုဒီကပြိနေတာကြောင့်မို့လို့မရနိုင်ခဲ့ဘူးအဲဒါကြောင့်မို့လို့မာရီယာဆန်ကိုဒီကောင်းတဲ့ restaurant ကိုရှာပြီးတော့မှရိုးရခုလုတ်ပေးပါလို့ပြောတယ်အဲဒါကြောင့်မို့လို့ဒီမိရတော်မန်နေပေါ့နော်မကူရောပြီဆိုတော့မန်နေဒါပေမဲ့လေဒီအရိုးရိုး restaurant ကိုသွားတော့မှမဟုတ်ဘူးအဲဒါကြောင့်မို့လို့နံပါတ်1ကမာရချင်းဖြစ်တယ်နံပါတ်2က King Yobini Aitei restaurant ကို探してရိုးရခုရှိယမရဆန်နေ ရှိတာစင်မလို့တဲ့ဆိုရင်ခင်းရောက်ပြီမှာတဲ့လွတ်နေတဲ့ restaurant ကိုရှာပြီးတော့မှ booking လုပ်မယ်ရမရဆန်ကိုအကြောင်းကြားမယ်တဲ့သူတို့သွားမှာကမူကူရောက်ပြီအဲကြောင့်မလို့ဒီမှာခင်းရောက်ပြီလို့ပြောနေတဲ့အတွက်ကြောင့်မလို့ခင်းရောက်ပြီဒေဝနိုင်ပေါ့အကြောင်းနံပါတ်1အဖြစ်ရမယ်အချင်းဖြစ်တဲ့နံပါတ်3ကရမရဆန်ကခင်းရောက်ပြီတော့ restaurant တော့ရောက်ရကိုကိုရှိတဲ့ခရဲလို့တော့တဲ့ရန်ရကူရောမဆိုးတဲ့ရမရဆန်ကတောက်ကြနေရဲ့ restaurant ကို booking ယူပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်တွေ့လာမှာကိုစောင့်မေးတဲ့အဲဆိုရင်ခင်းရောက်ပြီးမဟုတ်တို့ညောက်တွေ့မှာကမကူရောက်ပြီးအဲကြောင့်မလို့ပြီးတော့လည်းရမရဆန်ကရရခုလုံးမှာမဟုတ်ဘူးအဲကြောင့်မလို့နံပါတ်3လဲမာရချစ်ဖြစ်တဲ့ဒါဆိုရင်နံပါတ်4က e restaurant wo sagashite မကူရောက်ပြီးတော့ရရခုဝရှိရမရဆန်နိရှိလာစေတူတဲ့အဲဆိုရင်ကောင်းတဲ့စတောက်ဆိုင်ကိုရှားပြီးတော့မှတာတာပတိနေရဲ့ booking တင်မယ်ရမရဆန်ကိုအကြောင်းချမေးပေါ့အပေါ်မှာလဲတို့ဒီ ်ရမရဆန်ကဘုတ်ကင်မယူနိုင်တော့တာကြောင့်မလို့လူတွေပြနေတာကြောင့်မလို့အားတို့တို့မှမသွားတော့ဘဲနဲ့ကောင်းတဲ့ restaurant ကိုရှာပြီးတော့မှဘုတ်ကင်ယူပေးလို့ရမလားလို့ပြောထားတဲ့အတွက်ကြောင့်မလို့မာရီယာဆန်လိုရမှာကယူဘတ်နဲ့သွားပြီးတော့မှကိတ်နေတယ်ပေါ့နော်ကောင်းတဲ့ restaurant ကိုရှာမယ်ဒီကြာကြာပတိနေ့ရဲ့ဘုတ်ကင်ကိုယူမယ်ရမရဆန်ကိုအကြောင်းကြားမယ်ပေါ့ဒါဆိုရင်ဒီလိုပုံစံပါဆိုရင်လည်းအတိကပေါ့နော်သူကဘေးရက်တွေဒီပထမမိကုံအတွက်ဆိုရင်တော့ရမရဆန်က ဘာလုပ်ရမလဲပေါ့နော်ဘာလုပ်ဘာလုပ်နေတယ်သူအခုတလောဘာလုပ်နေတယ်ဆိုတော့ဒီဘုကုမိုးကလည်းဖတ်ပြီးတော့မှတိတိကျကျလေးဒီအထိပေါ့နော်ဒီလောက်လေးဖတ်မယ်ဆိုရင်တော့မှသူရဲ့အဖြေလေးကိုရမှာဖြစ်ပြီးတော့မှဒီအောက်ကအဖြေကိုဖြစ်မယ်ဆိုရင်တော့သူကဘေးနဲ့သွားမှလေမကူရောပြီးသွားမယ်ဆိုတာကို အတိကယူမဲ့ဘေးအချိန်မှာရွေးရခုလုံးမှာလဲပေါ့နော်ပြီးတော့စီမှာထပ်ပြောသွားတဲ့အရာပေါ့နော်သူကရွေးရခုတွေပယ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့မယူနိုင်ခဲ့ဘူးဒီကောင်းတဲ့ restaurant site တစ်ခုကိုရွေးရခုယူပေးလို့ရမလားပေါ့ဒီလိုအပိုင်းလေးကိုတတိချာလေးဖတ်မယ်ဆိုရင်ကတော့ဒီအပုတ်လေးဖြစ်နိုင်မယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီပုတ်စာလေးနားလည်မယ်လို့ထင်ပါတယ်